စကိုင်းတိုင်းဝဲလင်းနဲ့ရှိပူမြို့နယ်တွင်ဖြစ်ပွားတဲ့တိုက်ပွဲတွေတွင်စစ်တပ်ဖက်က30ကျော်သေဆုံးလက်နက်ဆက်တလက်သိမ်းမိတယ်လို့ရှိပူမြို့နယ်ပကဖကသတင်းထုတ်ပြန်ပါတယ်။လူမှ28မိနစ်ချက်လိုက်ခံမှာဝဲလင်းမြို့နယ်စိုင်နယ်လေးရွာမှာစကန်းချထားတဲ့အင်အား100ခန့်ရှိစစ်ကောင်စီတပ်ကိုတော်လိုက်တက်ကဝင်တဲရကနေပထမကြိမ်တိုက်ပွဲဖြစ်တယ်။မုန်းတဲ့ဆန္ဒနယ်တိတိုက်ပွဲကြိမ်6လိုက်ကြတယ်။စစ်သားလူဦးတည်အများပြားတန်ရရတယ်လို့ဆိုပါတယ်။ မွန်လွယ်သွန်းလိုက်ခံမှာတော့ပိတ်မိနေတဲ့အဲ့ဒီစစ်ကြောက်ကိုစစ်ကူပေးဖို့အတွက်အင်အား80ကပ်ပါတမတူတူလက်ခံတရက်နှစ်ခုကစစ်သားတွေနဲ့ပြူစော်တီပူပေါင်းအင်အား80ကပ်ပါတဲ့စစ်ကြောင်းတစ်ခုရွှေဘုံမြို့တောင်ဖဲမုတ်ကနေထွက်လာတယ်အဲ့ဒီစစ်ကြောင်းနဲ့ဒုတိယကြိမ်တိုက်ပွဲဖြစ်တယ်လို့ဖော်ပြပါတယ်ညနေ9:00နာရီတိနှစ်နာရီကြာတိုက်ပွဲဖြစ်ပြီးစစ်တပ်က30ခန့်သေဆုံးတန်ရသူများပြား RPG တစ်လက် အမေ1 5လက် အမေ2 2လက်အမေ3 2လက် အမေဖိုးတလက်ပါဝင်ခရမ်းများစွာသိမိတာကိုတပ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။တော်လိုင်းဖက်ကလည်းရဲဘော်နှစ်ဦးကြာဆိုးခဲ့ရပါတယ်။ဒီစစ်စင်ရေးကိုရှီဘုံမြို့နယ်ပကဖတခရိုက်ဖွဲ့ရှီဘုံမြို့နယ်တိုင်းနယ်9နဲ့တိုင်းနယ်2ပကဖရှီဘုံခရမ်းတိုင်းရင်းတွေဖြစ်တဲ့တိုင်းရင်း15 16 23 26နဲ့ကိုခွန်တညာချောက်တိုင်းရင်းတွေဝလယ်မြို့နယ်ပကဖဒီပင်းမြို့နယ်ပကဖအပေါင်းတွင်ဒေသတွင်းရှိတော်လိုင်းတပ်တွေပူပေါင်းဆောင်ရွက်ရလို့ဖော်ပြထားပါတယ် ပကူနယ်လေပနန်းမြို့နယ်ကျောက်တွင်းရွာလမ်းဆုပ်ရှိစစ်ကောင်စီစစ်ဆေးဂေကိုတလိုင်းတရကဝင်တက်ရမှာစစ်သား၅ဦးသေတနန်းထက်လက်သိမိတယ်လို့အမှန်နဲ့စစ်စင်ရဲ့နယ်မြေကသတင်းထုတ်ပြန်ပါလဲ။လူမှသုတ်ဆံမနေ့ပိုင်းမှာဝင်တက်တာဖြစ်ပြီးအမေတလက်ကာပိုင်တလက်နဲ့ခင်ရတွေသိမိတာကိုတပ်ပုံမှန်တန်တဲတွေ့ရပါလဲ။ဒီတက်ခတ်မှုကိုအမှန်နဲ့စစ်စင်ရဲ့နယ်မြေပကူတိုင်းစစ်ဌာန viewer 20နှစ်လောက်ခံအမှတ်38392တိုင်းရွှေတန်းမြေဘက်ကဖတ် လက်ပရန်မျိုးနယ်ပတ်ကဖားတို့ပူပေါင်းဆွေးရတယ်လို့ဖော်ပြထားပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြဝတီမျိုးနယ်မင်းလက်ပန့်ရွာမှာတိုက်ပွဲတွေဆက်ပြစ်ထန်နေပြီးစစ်ကောင်စီပြေးလိုက်တဲ့လက်နက်ကြီးကြောင့်ဖုလိုကြီးတပါးနဲ့ရွာသားတဦးတန်အရနေအေးသုတ်ဆက်ကပြစ်စည်းခဲ့ရတယ်လို့ကရင် information center ကဖော်ပြပါတယ်။နှုမ30ည7နှစ်ခန့်မှာစစ်တပ်ကပြေးလိုက်တဲ့လက်နက်ကြီးဖုတ်ကြီးကြောင်နေကြရောက်ပြီးအခုလိုထိခိုက်ပျက်စီးလာလို့ဆိုပါတယ်။ စစ်ကောင်စီတာမင်းလဲပန်အနီးရှိ TKV ဘန်ကြားဖြတ်ယူကို KNL ကမြို့သားလုံးမဲတပ်မတော်ကသိပ်ပိုက်ပြီးကြတဲ့ကဒီဒေသကိုပြင်းထန်ထိုးစစ်ဆင်နေတာဖြစ်ပြီးလက်လက်ကြီးပစ်ကူအပြင်မင်းဆိုင်တို့တွေနဲ့ပါတိုက်ခိုက်နေတယ်လို့ဆိုပါတယ်မင်းလဲပန်ယူရဲ့သေချန်ကိုဖက်ယူရထိပ်ဖက်နဲ့မဲဝါခီဖက်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်ကထိခိုက်မှုများနေတယ်လို့ဖော်ပြထားပါတယ်မော်ရော်တိုက်ပွဲအတွက်ခရယံပို့တယ်လို့ယူဆရတဲ့စစ်ကောင်စီ ဘေးတနေတဲ့အကလန်ပေါ်တောင်လိုက်တက်တွေကမိုင်းဆွဲတက်ခတ်ရမှာစစ်တပ်ဘက်ကထိခိုက်မှုရှိနိုင်တယ်လို့ဒေဝဝက်ကပေါ်ပြပါလဲ။နိုဝါ30မိနစ်ကိုနိုင်ဝင်ချင်မှာဘေးကနေတက်လာတဲ့အဲ့ဒီကားနှစ်စီးမဇော်ကြည့်ရအောင်စုတုတ်ကိအင်းဒီမှာတကြီးကိုနိုင်ခွဲခန့်မှာတိုးပြောကြည့်ရအောင်စုလာသာရွာမှာတကြီးမိုင်းဆွဲတက်ခတ်လာလို့တောင်လိုက်တက်တွေနဲ့နိစသူတို့ကပြောပါလဲ။ရခခရရတယ်လာတဲ့အဲ့ဒီကားမလာခင် တို့ပြောရရနဲ့မစောရွာလမ်းတစ်လျှောက်မှာစစ်သားတွေလမ်းကင်းယူထားတဲ့အတွက်အဆောင်စစ်သားတွေပါ မိုင်းထိတဲ့ပါနေတယ်လို့လည်းဆိုပါတယ်စစ်တပ်ရဲ့ထိခိုက်သေးဆုံးမှုနဲ့ပတ်သက်ပြီးတွန်လိုင်းတပ်တွေကသတင်းထုတ်ပြန်တာမရှိသေးပါဘူးဗမာလွန်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF အခြေခံစစ်တင်တပ်ပတ်စင်ငါတရန်စင်ပွဲဒီဇင်ဘာ၁ရက်နေ့ကအညာဒေသတနေရာမှာကျင်းပတယ်လို့တပ်ဖွဲ့မှတမ်းထုတ်ပြန်ပါတယ် အဖိနှိတ်ခံပြည်သူလူထုလွန်မြောက်ရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက်အစိုးရအဝေးရတဲ့တိဆက်လက်တိုက်ပွဲဝင်သွားဖို့တရားစင်ရဲဘော်တွေကသစ္စာဆုခဲ့ကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာ။